အညီမတို့ပြိုင်ပွဲတော့ဆိုရင်ပေါ့နော်တချို့တွေကဒီအမားနဲ့မဆွေဝင်နဲ့ပတ်သက်ပြီးတော့ပြောကြတယ်အမားကအရှိပြုံးမရှိဘူးဆိုတော့ဒါတော့အမှန်ပါပဲညီမပြိုင်ပွဲပြိုင်နေနှစ်နှစ်လုံးဟိုတိမ်မက်ကာလာတွေမှာအမားလုံးဝအရှိပြုံးမရှိပါဘူးမယ်ရီနဲ့လည်းအဲ့လိုမျိုးပြုံးပြုံးရွှေရွှေမရှိပါဘူးဘာလို့လဲဆိုတော့ဗတ်လိုက်တယ်လို့ဖြစ်မှာဖြစ်တဲ့အတွက်ကြောင့်မို့ညီမတို့အပေါ်ညီမတို့ဆိုလဲတမပြုံးကြတာဘာညာမရှိဘူးအမအရင်မျက်နှာထားတည်ရဒါပေမဲ့ညီမတို့ဒီ Miss Universe မှာလည်းတက်လို့တက်ခါမှာတကယ်ညီမတို့ပေါ်တကယ်အရင်ကောက်ပါတယ် ုလင်းလင်းပြောရင်တော့ဒါ Miss Universe နဲ့ Miss Soyu ဝင်တဲ့က Miss Universe မြန်မာနဲ့ Miss Soyu ဝင်တဲ့အမြဲတွဲမြင်နေကြဆိုတော့အသားကျနေဘူးပေါ့နော်အာအမဘယ်ဆက်ရရင်တော့အကောင်းဆုံးပါမဆွေဝေဒီဟာဒီ73နှစ်တာကာလမှာကြည့်မယ်ဆိုရင်မယ်ရီကိုတကယ်သမီးတွေလိုပဲဟိုကျူးဆိုင်တယ်တကယ်လို့အမားလောက်ခဲ့တယ်ဆိုရင်တော့မတူတူတရားအချိန်နေနဲ့ဒါ mixing organization mixing တက်လို့ပဲပြန်ပြီးပြင်ဆင်ဖွင့်ပေးတယ်အနောက်ကနေ support နေပေးတယ်အဲ့လောက်ကြီး TV Universe ရဲ့ brand ကိုသူကိုယ်တိုင်က အရန်ကိုတံပိုးထားလေးစားတဲ့အတွက်ကြောင့်မို့ညီမကတော့ဟိုဒါအမရဲ့ဒီ universe အပေါ်မှာတံပိုးထားမှုပဲပြောချင်ပါတယ်ဒါအဓိကဒီခုဖြစ်နေတဲ့ကိစ္စနဲ့ပတ်သက်ရင်တော့အများကြီးတော့မပြောချင်ပါဘူးဘာလို့လဲဆိုတော့ဒါတစ်ဖက်အဖွဲ့အစည်းနဲ့ဟိုဒီဘက်အဖွဲ့အစည်းနဲ့ကြားထဲမှာနှိမ့်နှမ်းမဲ့ကိစ္စတွေလည်းအများကြီးရှိသေးလို့ထင်ပါတယ်ဒါတော့ပြောဖို့စော်သေးတယ်လို့ထင်ပါတယ်ရှင့် အတင်းပွဲကတော့ညီမကဒီ Miss Supranational Mr. Miss Supranational 2020မှာညီမကဒီ City Rider အနေနဲ့ပါဝင်ပေးထားတဲ့အတွက်ပုံရံတက်ဖြစ်တာပါရှင်ဟုတ်အာဒီထဲမှာဆိုရင်ညီမ၃မြို့ပေါ့နော်အာပြုံးလင်းမလမြိုင်ပြီးတော့ပကူအာကြောင်ချလေးတော့ရောက်မယ်ကြီးတော့ပါရှင်ချရပါဟုတ်အတိကသူတို့တွေကိုအတိကသင်ပေးဖြစ်တဲ့အကြောင်းအရာကတော့ဒါ Supranational မြန်မာကသူကဒီ reality program လို့ဒီ TV assistant နဲ့ပါလာဖြစ်တဲ့အတွက်ကြောင့်မို့ ဟိုအစလဲဆုံးပေါ့နော်ဒါညီမတို့တော့ဟာဆိုရင်ဒါညီမတို့ရဲ့ camp color တွေမှာဒါဒီ channel တွေကလိုက်တာမျိုး shoot ဒီမှာကျတော့လုံးဝ activity တွေရိုက်ဟိုရကူးမှုတွေအကုန်လုံးပို့ဒါ hip link ကနေတောက်လျှောက်ဟိုတင်ဆက်ပေးနေတာဖြစ်တော့ကြ multimedia တွေအရှိမအမှားမလုပ်ဖို့ဒီ TV program တွေအရှိမအမှားမပါဖို့တော့သူတို့အဓိကထားပြီးတင်ပေးဖြစ်ပါတယ်။အော်ဒီတစ်ခါကတော့ဒါကတော့ဒါတိုင်းပြည်တဲ့အသေးသေးရွှေလိုက်တဲ့ selection တွေမျိုးဖြစ်သွားတာဖြစ်တဲ့အတွက်ကြောင့်မို့ဟို ပြောမယ်ဆိုရင် level အစုံကတော့ custom နဲ့ရွေးတာ custom နဲ့ရွေးတယ်ဆိုရင်ဒါညီမတို့ကဒီ custom ဖြည့်ဖို့အတွက်ကိုတနေရာတိုင်းမှာအကုန်စုလိုက်ရတာဖြစ်တဲ့အတွက်ကြောင့်မို့ဒါညီမတို့ကဒီ custom တက်စာရင်ဒီလိုမျိုးဒီ level နဲ့အကုန်လုံးဖြန့်ကျက်ပြီးတော့ဒီ city နေရွေးတဲ့အခါမှာတိုင်းနဲ့ပြည်နဲ့အတီးတီးကနေတကယ်မတူညီပွဲပြတဲ့အလှတရားတွေအများကြီးကိုတွေ့ရတယ်ပေါ့ဒါကြောင့်ဟိုအမျိုးသားမှဆိုလဲအမျိုးသားအလျောက် ဒီယောက်ျားလေးတွေတနေ့နဲ့တနေ့ချောရခြင်းနေမတူကြဘူးလေတော့မင်္ဂလေးဆိုလဲတင်မန်လေးသူလေးတမျိုးချောရရင်ကောင်သူလေးတမျိုးချောကြရပဲဆိုတော့အကလို့သူအာသာချက်နဲ့သူရှိပါတယ်ဒါပေမဲ့ဒီတိုင်ပွဲမှာကိုယ့်ရဲ့အာသာချက်ကိုဘယ်လောက်ကြည့်တိဟိုထုတ်ပြနိုင်မလဲတကယ်လို့အာနာချက်ရှိနေမှာကိုယ့်အာနာချက်ကိုအာသာချက်ဖြစ်ဖို့ပြန်ပြီးပြင်ဆင်နိုင်မလဲပုံမှန်မူတည်ပြီးတော့ရလကောင်နေရသွားမလို့မထင်ပါရှင့်အောင်ကလေးနဲ့ပတ်သက်ပြီးတော့ဒါပြိမ်ပွဲဖြစ်တဲ့အတွက်ကြောင့်မို့အဓိကကတော့ဟိုပြောမယ်ဆိုရင်ဒါပြိမ်ပွဲဖြစ်တဲ့အတွက်ဆူရမယ့်သူကတယောက်ပဲရှိမယ် ဲ့အတွက်ကြောင့်မို့ကျွန်내သူတွေအကုန်လုံးကဒီစုမြားခဲ့တဲ့အခါကျရင်ကိုကဒီအရာကိုလက်ခံနိုင်ရမယ် accept လုပ်နိုင်ရမယ်ညီမတို့ညီမတို့ဒီလောကမှာအရေးကြီးဆုံးအရာအဲ့အရာပဲထင်ပါတယ်ညီမတို့ကတော့ဒါပထမဆုံးသင်တဲ့အခါကျရင်ကလေးတွေကိုဒါစုရဖို့တွေးထားရမယ်ဒီလိုမြင်ရတဲ့အခါကျရင်လည်းဒီစုကိုရတဲ့ recipe ပေါ်မှာလက်ခံနိုင်ရမယ်ဆိုတဲ့အရာကိုသင်ကြားဖြစ်ပါတယ်အာအတိကကဒါ supranational ကဒါနှစ်ပေါင်းများစွာဒါမြန်မာနိုင်ငံမှာအရင်ကို ောင်မြင်တဲ့ပွဲတစ်ပွဲဖြစ်တယ်ဒီမန္တလေးမေတော်တော်များများလေး place ပတ်နေရကြတယ်ဒီတကယ်နမကြီးနေတဲ့ခင်ဝါမင်းသမီးဖြစ်တဲ့ခင်ဝါဟန်တီအယ်ဘမ်နုတူဟိုနောက်ဆုံးဒီ cherry mo အထစ်ပေါ့နော်ဒါတကယ်ကိုတော်ပြီးတော့လှပတဲ့ဟိုအမျိုးသမီးပေါ့နော်ရွှေစီလို့ဆိုလိုက်တာ Miss Pronation နဲ့ပဲဖြစ်ခဲ့တာဆိုတော့ကျွန်တော်တကယ်ကိုအောင် ကြော်ကြားတဲ့သူတွေအကုန်လုံးကြည့်မယ်ဆိုရင်ဒါ super national ဖြစ်တဲ့အတွက်ကြောင့်မို့ဒီပွဲကိုလည်းစိတ်ဝင်စားတဲ့အတွက်ဒါဝင်ရရွေးချယ်ဖြစ်တာပါအအတိကကိုပြိုင်တဲ့အချိန်ကတော့အချိန်လုံးကတော့ပေါ့နော်ဘေးနားလေးကနေဒါ supporting နေအများကြီးရှိခဲ့တာဆိုတော့ကြတော့ဒီဟူကိုကလေးတွေပြန်ပြန်နဲ့အခါမှာလည်းကိုနေနဲ့ဒါဘလို့ကိုတုံးကဒါလူအချက်တွေဘလို့ရှိခဲ့လဲဆိုတော့အခုတိုင်ခဲ့တာတိခဲ့ကိုကိုရိုင်းတိခဲ့တာဖြစ်တဲ့တခြားမူကလေးတွေကိုလည်းဘလောက်ထိကိုကဟို supportive လုပ်နိုင်မလဲပြီးတော့ ခုတုန်းကတိလိုက်ရတဲ့ချို့အရာတွေအကုန်လုံးပြန်ပြီးတည်ပြီးနိုင်လာဖြစ်တော့ကြောင့်မို့အများကြီးပို့ပြီးအဆင်ပြေမယ်လို့တော့ထင်ပါတယ်။အကလေးတွေအကုန်လုံးကတော့ယုံကြည်ကြပါတယ်အားလိုက်ကိုးကြပါတယ်။ဒါအဓိကကတော့ကို City Rider ဖြစ်နေတဲ့အတွက်ကြောင့်မို့သူတို့ပို့ပြီးတော့အားတက်တယ်လို့ပြောပါရရှင်ဟုတ်။ဒါကတော့တညီမတို့ကတော့ Miss Universe မြန်မာဖြစ်တဲ့အတွက်ကြောင့်မို့ညီမတို့ရဲ့ဒီ National Rider နဲ့ပတ်သက်ပြီးတော့ပဲပြောရမှာပေါ့နော်။ဟောအမအပေါ်မှာအမြင်ဆိုရင်တညီမကဒါတိုက်ပွဲနှစ်နှစ်ပြိုင်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့ အမ်ဘင်းဟူလလရှိတာအမရုံနဲ့အနိကနေတဲ့ဖြစ်တော်တကြမှုအမကတာ Miss Universe မြန်မာနဲ့ပတ်သက်ရင် အရန်ကိုသူအောက်ဆူဆိုင်မှုအရန်များတယ်ဒါ Miss Universe မြန်မာကိုပဲသူ focus ထားတာအရန်များတယ်ဘာလို့လဲဆိုတော့ဒါညီမတို့ဒီဒီ color တွေမှာဒါ Miss Universe မြန်မာကနေတခြားပွဲတိုက်တယ်လဲဆက်လုပ်ခဲ့တယ်ဒါပေမဲ့ညီမတို့စင်မမဆိုရင်တော့ဟိုဘယ်လိုပြောမလဲ Miss Universe မြန်မာ Miss Universe first runner အ second runner အဆိုပြောပြီးခဲ့တခြားပွဲတိုက်တယ်နေလဲမသိခဲ့ပေါ့နော်အဲ့လောက်ကြီးဒီ Universe ရဲ့ brand ကိုသူကိုယ်တိုင်ကအရန်ကိုတံပိုးထားလေးစားတဲ့အတွက်ကြောင့်မို့ညီမကတော့ဟိုဒါအမရဲ့ ဒီ universe အပေါ်မှာတမိုးထားမှုပဲပြောချင်ပါတယ်ဒါအဓိကဒီခုဖြစ်နေတဲ့ကိစ္စနဲ့ပတ်သက်ရင်တော့အများကြီးတော့မပြောချင်ပါဘူးဘာလို့လဲဆိုတော့ဒါတစ်ဖက်အဖွဲ့အစည်းနဲ့ဟိုဒီဘက်အဖွဲ့အစည်းနဲ့ကြားထဲမှာနှိမ့်နှမ်းတဲ့ကိစ္စတွေလည်းအများကြီးရှိသေးလို့ထင်ပါတယ်ဒါတော့ပြောဖို့စော်သေးလို့ထင်ပါတယ်ရှင် same ကောင်းဖြစ်တာရေလို့တော့မရှိပါဘူးဘာလို့ဆိုအခုကမသေးချာသေးဘူးလို့လည်းပြောလို့ရတဲ့အခြေအနေလေးဖြစ်နေရောလေအဓိကက ဟိုဘယ်လိုပြောမလဲဘယ်လိုပဲအခြေအနေပဲရောက်လာရောက်လာဒါကတော့ဒီ33နှစ်တာကာလမှာလည်းဒါအကောင်းဆုံးလုပ်ခဲ့ပြီးပြီအအခုဒီဆက်ရသွားရင်လည်းအကောင်းဆုံးပါเนาะတကယ်လို့မဖြစ်ဘူးဆိုတော့လည်းတစ်ဖက်ကို competition လုပ်ရမှာပေါ့ဟုတ်ဒီ33နှစ်တာကာလမှာဒါညီမကတော့ဒါညီမတို့ကတော့ဒီအာဘူလင်းလင်းပြောရင်တော့ဒါ Miss Universe နဲ့ Miss Soyu ဝင်တဲ့က Miss Universe မြန်မာနဲ့ Miss Soyu ဝင်တဲ့အမြဲတွဲမြင်နေကြဆိုတော့အသားကျနေဘူးပေါ့နော် အမဘပဲဆက်ရရင်တော့အကောင်းဆုံးပါအာဒါကတော့လေဒါပုပ်ပုပ်လင်းလင်းပြောကြရင်ဒါကမဆွေဝေကဒါသူလို့တမယအရာအားလုံးသူစပုတ်ပေးတမယအရာအားလုံးကိုဒါကသူကဒီအကောင်လုံးကိုချမပြလို့ဒါမသိတာပါဘေးသူနေဒီနေ့လို့ပြဿနာမျိုးမှာဆိုရင်အမှန်ဆိုရင်ဒါကဒါတစ်ဖက်ဟိုဒီလက်ရှိပြင်းနေမေကိုငဲ့ကွက်ပြီးတော့ဒါသူ့အနေနဲ့ဟိုဒုတိယအခွင့်ပေးလိုက်တာလဲပါပါဒါမဆွေဝေဒီဟာဒီ73နှစ်တာကာလမှာကြည့်မယ်ဆိုရင် မယ်တွေကိုတကယ်တမိတွေလိုပဲဟို queue site တယ်တကယ်လို့အမားလောက်ခဲ့တယ်ဆိုရင်တော့ဒုတိယအကြိမ်နေလဲဒါ mixing organization mixing တက်လို့ပဲပြန်ပြီးပြင်ဆင်ခွင့်ပေးတယ်အနောက်ကနေ support နေပေးတယ်ဒါကတော့ဒါသူ့ရဲ့ဟိုဘယ်လိုပြောမလဲ thank you ပါဟိုဒါအမရဲ့စေတနာပေါ့နော်ဒါညီမတို့ကလည်းဘေးနားကနေမြင်နေရတာဖြစ်တဲ့အတွက်ကြောင့်မို့ဒါအမလည်းအကောင်းဆုံးလုပ်နိုင်ခဲ့လို့ထင်ပါတယ်။အာညီမတို့ညီမတို့ကပြိုင်ပွဲကြိုက်နာတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ဒီ top 5ဖြစ်တဲ့အတွက်ကြောင့်မို့အမနဲ့ အတူတူခေးသွားတဲ့အခါမျိုးတွေဖြစ်ဖြစ်ဒါတည်းမတော်နဲ့ပွဲတွေပါတဲ့အခါမျိုးတွေဖြစ်ဖြစ်အညီမတို့ပြိုင်ပွဲတော့ဆိုရင်ပေါ့နော်တချို့တွေကဒီအမားနဲ့မတ်ဆွေဝင်နဲ့ပတ်သက်ပြီးတော့ပြောကြတယ်အမကအရှိပြုံးမရှိဘူးဆိုတော့ဒါတော့အမှန်ပါပဲညီမပြိုင်ပွဲပြိုင်နေနှစ်နှစ်လုံးအော်တင်မကလာရီမှာအမလုံးဝအရှိပြုံးမရှိပါဘူးမယ်ရီနဲ့လည်းအဲ့လိုမျိုးပြုံးပြုံးရွှေရွှေမရှိပါဘူးဘာလို့လဲဆိုတော့ဘတ်လိုက်တယ်လို့ဖြစ်မှာဖြစ်တဲ့အတွက်ကြောင့်မို့ ိုသဘောကျတဲ့ဟိုသူအနေနဲ့သဘောကျတဲ့မဲဆိုရင်တော့မလုံးဝပြုံးကြတာမျိုးဟိုပွဲကာလတွေမှာအဲ့လိုမျိုးဒီကလေးတွေအပေါ်ညီမတို့အပေါ်ညီမတို့ဆိုလဲတမပြုံးကြတာဘာညာမရှိဘူးအမအရင်မျက်နှာထားတည်ရဒါပေမဲ့ညီမတို့ဒီ Miss Universe မြန်မာနဲ့လည်းတက်လို့တက်ခါမှာတကယ်ညီမတို့ပေါ်တကယ်အရင်ကောက်ပါတယ်အတိကမစ်ယူနီဗာစ်မြန်မာကားတော့ဒါဟို မစ်ယူနီဗာစ်ပွဲကလည်းတကဘာမှာဒါအရှိန်မပြည့်ပြည့်နဲ့နံပါတ်၁ပွဲဖြစ်တယ်။ဖြစ်တော့တကြောင်မို့အာတခြားပေချန်ဒရီဟိုပွဲတွေထပ်ဆိုင်တော့မစ်ယူနီဗာစ်ကတော်ဝင်မှုတော်ဝင်ခံမှုတော့အရှက်များတယ်။ဟိုဘာလို့လဲဆိုတော့ကဘာတဝမ်းကနိုင်ငံတော်တော်များများရဲ့ချင်းကြီးတဲ့အားပေးခြင်းကိုခံရတဲ့တကယ်ဟိုပွဲကြီးတစ်ခုလည်းဖြစ်တဲ့အတွက်ကြောင့်မို့တော်ဝင်မှုတော်ဝင်ခံမှုကတခြားပွဲတွေဆိုင်အရှက်များတယ်။တကယ်တမ်းဒီဟိုဆနေနေ့ ခုဒီ73နှစ်တာကာလအတွင်းမှာဒါမြန်မာနိုင်ငံအနေနဲ့ကပုံပြလင်းလင်းပြောရမယ်ဆိုရင်ဒါညီမတို့ကဟိုတခြားမေတ္တဆိုင်ညီမတို့ပြန်ပြီးတော့ Miss Universe မှာပြန်ပြီး join တာလည်းတိတ်မကြသေးဘူး72နှစ်ပဲရှိသေးတယ်။ဟိုပုံပြလင်းလင်းပြောရရင်အာညီမတို့ကတခြားဒီအိန္ဒိယနိုင်ငံတွေတက်ဆိုင်သူတို့တွေကဒီနှစ်ပေါင်း40 50ကျော်နေပြီအဲ့အတွက်ကြောင့်သူတို့မှာအတွေ့အကြုံနဲ့အများကြီးရှိနေပြီဒါညီမတို့ကအခုမှဒီ ပတ်တန်းမှုတဲ့ကာလဖြစ်တဲ့အတွက်ကြောင့်မို့ဟိုဒီ pageantry ပိုင်းမှာဟိုတခြားနိုင်ငံ meditator ဆာရေးဒါညီမတို့ရဲ့ဒီ local မှာလည်းဒါနောက်ပိုင်းကတော့တဖြည်းဖြည်းနဲ့တကယ်ကိုတော်လာတဲ့ကလေးတွေလည်းအများများလာပြီးဒါပေမဲ့ပွဲပြဲဆောက်တဲ့အချိန်ဒီရှေ့ပိုင်းခေတ်ကာလတွေမှာဆိုရင်တကြိုးစားကြတဲ့ meditation ရှိတယ်ဆိုပေမဲ့လည်းတခြားနိုင်ငံ meditation လည်းရှင်တော့ရော့တာမျိုးတွေတော့ရှိတာပေါ့နော်အဲ့အတွက်ကြောင့်မို့ဟိုတဖြည်းဖြည်းနဲ့တော့ဟိုပို့ပြီးတော့ကောင်းလာမယ်လို့တော့ညီမတို့ထင်ပါတယ် မဟုတ်လေရခုမာလေအဓိကဘလို့ဖြစ်သွားမလဲဆိုတော့ reset ပေါ့နော်တကယ်ရင်ခုမာတယ်ဘလို့ဖြစ်လို့လဲဆိုညီမကလည်းတိတ်ချမသိတော့ပြောလို့မရဘူးဖြစ်နေတယ်။အာအဲ့အိတ်ပေါ်မှာလည်းညီမကပုပ္ပလင်းလေးပြောရင် feeling မရှိပါဘူး။ဒါအလှမတယောက်ရဲ့ဒီတာဝန်ကဟိုပြောမယ်ဆိုရင်ဒီ crown လေးပြီးရဆော်လွယ်ပြီးမှညီမတို့ရဲ့တာဝန်ပြီးဆုံးတယ်လို့ပြောလို့ရမှာပေါ့နော်။အကယ်၍ရှားကတိဖြစ်စေအများကတိဖြစ်စေရှားရင်တော့လွယ်ရမှာပေါ့နော်။မရတော့လည်း မလွဲရောဒါပဲရှိမှချင်ပါရင်ညီမက final ပွဲကညီမခီသွားနေရဖြစ်တော့တခြားမလိုက်ပြီးတော့မအားဖြစ်ဖြစ်လိုက်ဘူးเนาะခိုင်းဒီအစတော့ဒီနှစ်ကိုလိုက်ပြီးတော့အားပေးမယ်လို့ဆုံးဖြတ်ထားတယ်ပေါ့เนาะဒါပေမဲ့ညီမခီသွားမယ်ကိစ္စလေးပေါ်လာနေမတော့ဖြစ်လိုက်ပါဦးရှင်အာပရိသတ်ကြီးအားလုံးပဲဟာဒီညနေညီမညီမကောင်းဖြစ်နေတဲ့အတွက်ကြောင့်မို့အာပထမဦးဆုံးတောင်းပန်ချက်ပါတယ်ပြီးတော့ဒါညီမအခုတရွေးချစ်ထားတဲ့ပကူပြင်ဦးလင်းအမ်ပြီးတော့ဒီမလမြိုင်ကိုစားပြုလေးတွေကိုအပိတ်ကြပါလို့ပြောချင်ပါတယ်ရှေ့ကျေးဇူးများတင်ပါတယ်